နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတော်အလုံးမှာရှိတဲ့တက္ကသိုလ်နဲ့ဒီဂရီကျောင်းများအလုံးမှာတက်ရောက်နေတဲ့ကျောင်းသူကျောင်းသားများအလုံးကိုစစ်ခွေးတပ်ကချိုးတဲ့မဲပေးရန်စီစဉ်စီရင်ကောက်ခိုင်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ခွေးတပ်ကတက္ကသိုလ်ဒီဂရီကောလိပ်များဤပညာတပ်မွေးပညာကောလိပ်များဤပညာတက္ကသိုလ်ကွန်ပျူတာတက္ကသိုလ်များနဲ့ပေါ်လီတက်နစ်ကျောင်းများမှာလာမယ့်နိုဝင်ဘာလ24ရက်နေ့ကစတင်ပြီးတော့ တင်နန်းမြောင်စတင်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီ2025 2026ပညာသင်နဲ့အတူတက္ကသိုလ်နဲ့ကျောင်းများအလုံးမှာနိုဝင်ဘာလ18ရက်နေ့ကစတင်ပြီးတော့ကျောင်းအလက္ခဏာဖြစ်တယ်လို့သိရပါတယ်။အခုလိုစတင်ဖွင့်လှစ်မဲ့တက္ကသိုလ်နဲ့ကျောင်းများအလုံးမှာကျောင်းတက်ကြမဲ့ကျောင်းသူကျောင်းသားများအနေနဲ့ချိုးတင်မဲများကိုမဖြစ်မနေပေးရမှာဖြစ်ကြောင်းချိုးတင်မဲပေးခြင်းဟာတက္ကသိုလ်တက်ရောက်မဲ့ကျောင်းသူကျောင်းသားများအလုံးရဲ့ တာဝန်တရားအဖြစ်နဲ့စစ်ခွေးတက်ကတတ်မှတ်ပြီးတော့လုံဆောင်ခိုင်းနေကြောင်းသိရပါဗယ်တက္ကသိုလ်တက်နေတဲ့ចောင်းသားចောင်းသူတွေအားလုံးကချိုးတင်မဲပေးရပါမယ်မိမိညွန့်နယ်လိုက်ချိုးတင်မဲပေးနိုင်အောင်ចောင်းတွေကစီစဉ်ပေးရမယ်အခုကចောင်းရဲ့လက်ခံရင်းနဲ့စည်ရင်းတွေកောက်ခိုင်းနေပါပြီလို့ပြည်ညာရေးဝန်ကြီးဌာနသတင်းရင်းတွေကရှင်းပြထားပါဗယ်တက္ကသိုလ်ចောင်းသားများကចောင်းသားចောင်းသူများသာမကပဲတက္ကသိုလ်ဆရာဆရာမများနဲ့တက္ကသိုလ်ပြည်ညာရေးဝန်ထမ်းများကိုလည်းမဲချိုးတင်ပေးရမယ်စည်ရင်းထဲမှာပါဝင်နေတယ်လို့သိရပါဗယ် ။အကြမ်းဖက်စစ်ခွေးတက်ကလာမယ့်ဒီဇမလ28ရက်နေ့ကနေစတင်ပြီးတော့ရွေးကောက်ပွဲကိုအပိုင်းလိုက်အပိုင်းလိုက်စတင်ပြုလုပ်မှာဖြစ်တယ်လို့ကြေညာထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။